Hello everyone ဒီနေ့ကနေစပြီးတော့မှ Shwe Education YouTube Channel ကနေပြမကျွန်မက basic grammar လေးတွေစပြီးတော့မှ episode လိုက်တင်ပေးမှာဖြစ်ပါတယ်။တချို့လူတွေအတွက်ကတော့ basic grammar လို့ပြောလို့ရှိရင်သိပြီးသားဖြစ်လိမ့်မယ်။ဒါပေမဲ့စာပြန်နှွေးချင်တဲ့သူတွေဒါမှမဟုတ်ရင်လည်းအခုမှစပြီးတော့မှအစလုံးကြီးစပြန်စချင်တဲ့သူတွေအတွက်ကတော့ဒီ video ကအကျိုးရှိပါလိမ့်မယ်။ Okay, let's start. what is now now ဆိုတာပါလေ now ဆိုတော့ကျမတို့ ਨੇ အရင်နေဆုံးကျမတို့ ਨੇ အနည်းဆက်ဆုံးဖြစ်ပါတယ်အဲ့ဒီကနေပဲစပြီးတော့မှလေ့လာရအောင် now ဆိုတာမြန်မာလိုကကြတော့နံလို့ခေါ်ပါတယ်တက်ရှိတက်မဲ့ dress ရှိ dress မဲ့တွေရဲ့နာမည်တွေအားလုံးကိုနံလို့ခေါ်ရဲဆိုပြီးတော့ကျမတို့တဒါမှာသင်ပြလိုက်မယ်အဲ့ဒါက now ပါပဲ english မှာ now လို့ခေါ်တယ် person လူ place နေရာ thing အရာဝတ္ထုတွေ animal တရိစံအဲ့ဒါတွေရဲ့နာမည်အကုန်လုံးကို noun လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကျမတို့တွေပြန်ပြီးတော့မှအာနောက်ပြန်စဉ်းစားကြည့်ရအောင်ကျမတို့ငယ်ငယ်တုန်းကသင်ရတယ်အင်္ဂလိပ်စာကိုအတန်းထဲမှာဆက်လိုက်ပြီးဆိုတာနဲ့ apple ball အဲ့လိုမျိုး door စသဖြင့်အဲ့လိုလေးနမဲနမဲနမဲလေးတွေကိုစပြီးတော့မှလေ့လာတာလေနော် a ဆိုရင် apple ant အဲ့လိုလေးတွေစပြီးတော့မှ နမဲတွေကိုစမှတ်ရတာလေဒါကြောင့်မို့လို့အမည်အကုန်လုံးဟာ noun ပါ noun ပါကျမတို့သိပြီးသားတွေပါအဲ့တော့ place လို့ပြောရဲ sorry person လို့ပြောတဲ့အခါကျလို့ရှိရင်လူနဲ့ဆိုင်တဲ့ noun တွေကဘာတွေလဲစဉ်းစားကြည့်ရအောင် boy boy ယောက်ျားလေး boy boy လို့အတမ်းထွက်ဘူး boy เนาะ boy ယောက်ျားလေး girl main ကလေး man man အဲ့တော့ဒါယောက်အမျိုးသားပေါ့เนาะ doctor ဆရာဝန်လူနဲ့ဆိုင်တာပြီးရင်ဘာရှိအောင်မလဲစဉ်းစားကြည့်အောင်အာဆေးရုံမှာဆိုရင်ဘယ်သူတွေရှိလဲဆရာဝန်အပြင်သူနာပြုတွေရှိရဲ nurse ဟုတ်တယ်เนาะကျောင်းနေမှာဆိုရင် teacher student ဒါတွေကနောင်နေပဲ okay ပြီးတော့မှ engineer builder cleaner လေယာဉ်ပေါ်မှာရှိတဲ့ cabin crew တွေပြီးတဲ့အခါကျရင် pilot flight attendant အကောင်လုံးကဒါကနောင်နေဖြစ်ပါတယ် person နဲ့ဆိုင်တာတွေနောက်တစ်ခုဆက်သွားရအောင် place နေရာနဲ့ဆိုင်တာနေရာလို့ပြောရင်အဆောက်အဦတွေကိုမျိုးလုံးနဲ့မှမြင်လိမ့်မယ်။ចောင်းသားတယောက်က ចောင်းကိုသွားတယ်ဆိုတော့ចောင်းသားဒီလူနဲ့ဆိုင်တဲ့နောင်ចောင်းဆိုတာဒီနေရာနဲ့ဆိုင်တဲ့နောင်နေရာရဲ့နာမည်အဲ့တော့ building တွေဖြစ်တဲ့ school home hospital ဒါမျိုးလေးတွေပေါ့နောက်တစ်ခုကနေရာကြီးပဲမဟုတ်ဘူးလူတွေနေတာဘယ်နေရာတွေရှိလဲရွာတွေရှိတယ် village ပြီးရင် town မြို့တွေပြီးရင် city city ဆိုရက် နိုင်ငံတနိုင်ငံရဲ့မြို့တော်ပြီးရင်နိုင်ငံတွေရဲ့နာမည်တွေဘာတွေရှိလဲမြန်မာ Thailand အဲ့လိုမျိုးတွေ Canada ဒီမှာလဲ example လေးပေးထားတယ်ဒါတွေအကုန်လုံးဟာ နေရာနဲ့ဆိုင်တဲ့အမည်နာမတွေဖြစ်တယ်နောင်နေဖြစ်တယ် Let's move on နောက်တစ်ခုက thing အရာဝတ္ထုတွေအရာဝတ္ထုလို့ပြောရင်ကျမတို့တွေစဉ်းစားကြည့်ရအောင် အရာဝတ္ထုလို့ပြောရင် ကိုမျက်စိရှိမှမြင်ရတဲ့ဟာတွေဟုတ်ပြီနော် ကိုမျက်စိရှိမှမြင်ရတယ်။ကိုင်ကြွယ်လို့ရတယ်၊ထိတွေ့လို့ရတယ်။ For example chair time comb ကိုင်လို့ရတယ်၊ထိလို့ရတယ်၊ကြည့်လို့ရတယ်၊သိတယ်။အဲ့လိုမျိုးဟာတွေကိုလည်းထည့်စင်စားလို့ရတယ်။နောက်တစ်ခုကကြတော့ကိုင်ကြွယ်လို့မရဘူး။ဒါပေမဲ့သိတယ်၊ခံစားရတယ်၊သိတယ်။ love အချက်တည်တယ်ယုံကြည်မှုတယောက်နဲ့တယောက်ကြားမှာရှိတဲ့ယုံကြည်မှုလို့ခေါ်တဲ့ trust ယုံကြည်မှုတည်နေတယ်ပြီးရင်နောက်တစ်ခုကအမုန်းတရားတွေ hate မုန်းနေဟုတ်တယ်နော်အဲ့ဒါမျိုးတွေအကုန်လုံး attachment လို့ခေါ်တဲ့တန်ရောစင်တွေဒါတွေအကုန်လုံးကကျမတို့ကင်လို့မရဘူးဒါမဲ့တည်တယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လေ now ထဲမှာပါတယ် နောက်တစ်ခွကကြာ family family လို့မျိုးမိသားစုလို့ပြောတယ်လူနဲ့လဲဆိုင်တဲ့နာမည်တစ်ခုလည်းဟုတ်တယ်ပြီးရင် government အစိုးရအစိုးရလို့ပြောလို့ရှိရင် ဖွဲ့စည်းပုံအဲ့လိုမျိုးဖြစ်သွားမယ်အဲ့တော့ဒါကလည်း things တဲမှာထည့်ပြီးတော့မှစဉ်းစားလို့ရတာလေးတွေဒါတော့ example လေးပြောတာပါ animal တရိတ်ဆန်တွေ very easy အရန်ကိုလွယ်တဲ့ clear ဖြစ်တယ် animal လို့ပြောရတဲ့အတိစံနေဆိုတော့ dog cat snake bear ပြင်ပါရရှိသေးလဲ um အကောင်လေးတွေအများကြီးကိုကျမတို့တွေကတရိတ်ဆန်ဆိုတာနဲ့ကိုဒါသည်နောင်မဲ့တရိတ်ဆန်တွေရဲ့နာမည်အားလုံးကနောင်လို့သတ်မှတ်လို့ရတယ်โอเคဒါဆိုလို့ရှိရင်နောင်တွေအကုန်လုံးကိုတည်သွားပြီ တကယ်တော့နောင်းနေတာအများကြီးရှိပါတယ်အများကြီးရှိဆိုရဆိုတော့မှန်တာပေါ့နော်နမည်ဆိုတော့အများကြီးပေါ့ဒါပေမဲ့သူ့ရဲ့ဒီအခေါ်အဝေါ်တွေကိုခွဲထုတ်လိုက်တယ်ဆိုလို့ရှိရင် အများကြီးရှိတယ်အဲ့ထဲမှာဒီနေ့ lesson မှာကျမကအလွယ်ဆုံးနှစ်ခုကိုဟာသင်ပေးပါမယ်။အဲ့အလွယ်ဆုံးနှစ်ခုကဘာလဲလို့ပြောရင် command noun နဲ့ proper noun ဖြစ်ပါတယ်။ command ဖြစ်တာ မှန်ဖြစ်တာပါလေဆိုလို့ရှိရင်အအများစုနဲ့ဆိုင်တဲ့အရာတွေဖြစ်ပါတယ်အများနဲ့ဆိုင်တာတွေဘုံသဘောတရားတက်ရောက်တဲ့အရာမျိုးတွေကို common noun လို့ခေါ်တယ်နောက်တစ်ခါကျတော့ proper noun proper noun ဆိုတာကကျတော့တဦးတယောက်ချင်းနဲ့ပဲဆိုင်တော့တာအဲ့တော့ပြန်ရှင်းရအောင်เนาะ noun မှာ အများကြီးရှိတဲ့နာမည်အခေါ်အဝေါ်တွေအများကြီးအသုံးတွေအများကြီးရှိတဲ့အထက်မှာပထမအုပ်ဆုံးနှစ်ခုက common noun နဲ့ proper noun ဖြစ်တယ် common noun ဆိုလို့ပြောလို့ရှိရင်အများနဲ့ဆိုင်တာဘုံသဘောအရာရေဘူးရသဘောအရာသတ်မှတ်ထားရလေ proper noun လို့ပြောတဲ့အခါကျရင်တော့တဦးတယောက်ထင်းနဲ့ပို့ပြီးတော့မှသတ်ဆိုင်တာမျိုးလေးဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဆက်ကြည့်ရအောင် for example look at this picture အလဲရပုံလေးကိုကြည့်မယ် doctor အလဲရလူပုံလေးကိုကြည့်လိုက်အဲ့ဒါဘာလဲလို့ပြောရင်ဆရာဝန်ဆိုတာကျမတို့သိတယ်ဟုတ်တယ်ဟုတ်ဆရာဝန်လို့သိတယ်လူတိုင်းကသူ့ကိုကြည့်လိုက်တာနဲ့ဆရာဝန်ဆိုတာကိုမြင်နေတာအတိ common noun ဖြစ်တယ်အများနဲ့ဆိုင်တဲ့အနံအများဆိုင်တဲ့ okay ဒါပေမဲ့သူ့မှာနာမည်ရှိတယ်သူ့ရဲ့ name tag ကိုကြည့်လိုက်တာနဲ့သူ့နာမည်က Susan ဖြစ်တယ် Dr Susan သူ့နာမည်อ่ะအဲ့တော့ doctor လို့ပြောတော့ကတော့ဒီတိုင်းသူ့ကိုမြင်လိုက်တာနဲ့သိတယ် doctor man ဒါပေမဲ့သူ့နာမည်ကိုချက်ချင်းမသိဘူးတေချာမေးလိုက်တော့မှသူ့နာမည်ဒီ Susan ဖြစ်တယ်ဆိုရင်ဒီ Susan ဒီသူ့နဲ့ပဲဆိုင်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့နာမည်မို့လို့တူးဆိုင်နန်းလို့ပြောတာတူးဆိုင် Okay look at now တစ်ခုကြည့်အောင် look at this map မြေပုံလေးကိုကြည့်မယ် ဓာကြည့်လိုက်လို့ရှိရင်နိုင်ငံအဖြစ်ပေါ့နော်ဥမာဒီမှာတော့မြေပုံဆိုလို့ရှိရင် map လို့ပြောလို့ရမယ်ဒါပေမဲ့ကျမဒီမှာ country နဲ့ example ပေးချင်တာပါအဲ့တော့ဒါက country ဆိုတာသိတယ်နိုင်ငံဆိုတာသိတယ်ဒါပေမဲ့ဘာနိုင်ငံလဲလို့ပြောလို့ရှိရင်မြန်မာနာမည်ရှိတယ်ဒီနိုင်ငံနာမည်ကမြန်မာအဲ့တော့နိုင်ငံလို့ပြောရင်ဘုံသဘောတရားရေဘူးရဆန်တယ် မြန်မာလို့ပြောရင်မြန်မာနိုင်ငံမြန်မာနိုင်ငံကပဲဒီအလံကိုပိုင်ဆိုင်ဒီပိုင်ဆိုင်တာဒီမြေပုံကိုပိုင်ဆိုင်တာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့မြန်မာဆိုတာကကျတော့ proper noun ဖြစ်သွား Okay အလဲအပုံလေးကိုကြည့်ရအောင်လို့ကြည့်လိုက်ပါအဲ့ဒါခွေးကလေးခွေးမှန်းလူတိုင်းသိရခွေးအဲ့တော့ခွေးဆိုတာက dog dog ဖြစ်တဲ့အတွက်ခွေးမှန်းလူတိုင်းသိတဲ့အတွက် common noun ဖြစ်တယ်။ဒါပေမဲ့သူ့နာမည်သူ့မှာနာမည်ရှိရဲ့။အိမ်ကခွေးလေးတွေနာမည်ပေးထားရအောင်အောင်နဲ့တို့အဲပြီးရန်လုံတို့အဲ့လိုအများကြီးနာမည်ပေးထား။ Okay ဒီမှာလဲ example သူ့နာမည်က Kiki ဆိုလို့ရှိရင်ဒီခွေးလေးနာမည်က Kiki ဆိုရင်ဒါဒီသူ့နာမည်ဖြစ်တဲ့အတွက်ကြောင့်မလို့ proper noun ဖြစ်တယ်။ဒီပုံလေးကိုကြည့်မယ်။ပန်းဆိုတာလူတိုင်းသိတယ်။ဒါပေမဲ့ဘာပန်းလဲ?နှင်းစီပန်း။ ူ့မှာနှင်းစီဆိုတဲ့နာမည်လေးရှိတယ်။ဒါကြောင့်မို့လို့ flower the common noun ဖြစ်တဲ့ rose ဆိုတာက proper noun ဖြစ်သွားတယ်။ရေဘူးရခေါင်းထဲမှာစဉ်းစားလိုက်တယ်ဆိုလို့ရှိရင်တော့ proper noun တွေဟာအရင်ရှင်းတဲ့နာမည်တွေထင်ရှားတဲ့အမှတ်အသားထင်ရှားတဲ့နာမည်အဲ့တော့ number 1ကိုကြည့်ရအောင် people's name လူတွေရဲ့နာမည်တွေ ခွာညိုတို့ဒေစီတို့နာမည်လူတွေရဲ့နာမည်ကိုရှေ့ဆုံးမှာစာလုံးအကြီးနဲ့ရေးတယ်အဲ့တော့ဒါဒီ proper noun နောက်တစ်ခုကကြာ race လူမျိုးတွေ nationality နိုင်ငံသားဖြစ်တည်မှုတွေ language ဘာသာစကားတွေ country နိုင်ငံတွေအဲ့ဒီနာမည်တွေအားလုံးက proper noun နောက်တစ်ခုက days and months days လို့ပြောရင် နေ့ရက်ဆိုတာတော့ဟုတ်တယ်ဘာနေ့လဲ monday Tuesday, Wednesday, Thursday ဒါတွေအကုန်လုံးက proper noun months လဲအလိုပဲ months တိ common ဖြစ်တယ်ဒါပေမဲ့ဘယ်သူက proper ဖြစ်တာလဲဆိုရင် January, February, March ဒါတွေလအမည်တွေတိ proper ဖြစ်သွားပြီ cities မြို့တွေရဲ့နာမည်တွေ towns, land တွေ streets, roads သူတို့နာမည်တွေကလည်း proper nouns တွေမှာပါတယ် ပြီးရင်မြစ်တွေတောင်ကျမ်းတွေအီယာဝတီမြစ်ပုပ္ပားတောင်ဒါတွေအကုန်လုံးကသူ့ရဲ့အမည်ကိုပိုင်နာမည်ရှိတဲ့အတွက် proper nouns ဖြစ်တယ်။ခုန months ထဲမှာလည်း days တွေထဲမှာလည်းအဲ့လိုပဲအဲ dates မှာကျမတို့သိတာက Monday Tuesday အပြင်ကိုအမှ special holidays တွေရှိတယ်။ဘာတွေလဲဆိုရင် Christmas Day ဟုတ်တယ်နော်။ပြီးလို့ရှိရင် New Year ဒါတွေဆိုလို့ရှိရင်လည်း proper noun တွေမှာပါတယ်။ ဒါောက်ဆိုရင်ရှင်းသားပြီထင်ပါတယ်။ Okay, let's do some exercises. လေ့ကျင့်ခန်းလေးလုပ်ရအောင်။လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်။အဲ့တော့ဒီမှာ exercise လေးကျွန်မပေးထားပါတယ်။ Common noun, proper noun. အဲ့ဒီ common noun နဲ့ proper noun ကို match လုပ်ပေးရမှာ။အဲ့တော့ I will give you like 30 seconds 30 minutes စကန့်လောက်ကျွန်မပေးမယ်30စကန့်လောက်အတွင်းမှာဒါလေး and try ကြည့်ရအောင် okay let's start အချို့တူလောက်ပါမယ်နော်ဘယ်ဘက်မှာရှိတာ common noun တွေညာဘက်မှာရှိတာ proper noun တွေအချို့တူစာလောက်တဲ့သဘောပါပဲ OK, A pie dai jiao. See? Day. Tuesday. Month. Lu bio in lai sha lai beha month le. April. Country. Nangan. Spain. City. New. London. girl, Mainly. Sally. Pet. pet ဆိုတာအိမ်မွေးတရိတ်ဆန်လေးတွေကိုပြောချင်တာ whisker ဆိုတာကအဲ့လိုအမွှေးလေးတွေရှိတဲ့အဲ့လိုအိမ်မွေးတရိတ်ဆန်လေးတွေ whisker လို့ခေါ်ပါတယ်အထူးသဖြင့်ကြောင်လေးပေါ့နော် Google မှာလည်းရှာကြည့်လို့ရ whisker ဆိုပြီးတော့မှပုံထဲမှာကြည့်ကြည့်လို့ရှိရင်အဲ့လိုအမွှေးလေးရှိတဲ့အကြောင်ပုံလေးထွက်လာပါလိမ့်မယ် language ကဘာသာစကားဘာသာစကားဆိုတော့ english boy ဆိုရင် christ ဒါ Chris ပေါ့နော်သူရဲ့နာမည်အဲ့တော့ come now proper now let's move on now exercise လေးလုပ်ပဲဒါနောက်ဆုံး exercise ပါဘာလို့ရမှာလဲဆိုတော့ come now တွေကို line တားမယ် proper now တွေကို cycle လုပ်မယ်နော် cycle လုပ်မယ်ဆိုမြင် wind မယ်ပေါ့နော် come now အများဆိုင်နံဆိုရင်မြင်းသားမယ် proper noun တဦးတယောက်တည်းနဲ့ဆိုင်တဲ့အမည်နာမတွေဆိုရင် why မယ် okay why ကြည့်ရအောင်음ဒါလေးကတော့1မိနစ်ပေးပါမယ် change 1မိနစ်ပေးပါမယ် ဒီ lesson လေးတွေကိုတစ်ခုချင်းစီတစ်ခုချင်းစီအဲ့လိုမျိုး step by step တက်သွားတဲ့ခါကြလို့ရှိရင် basic grammar လုံးဝကြည်သွားပါလိမ့်မယ် basic grammar လေးကိုကြည်သွားတဲ့ခါကြရင်ကိုကသဘောတရားတွေနားလည်လာမှာပေါ့နော်ဆိုတော့ကလေးတွေအနေနဲ့လည်းဒါလေးကိုကြည့်လို့ရပါတယ်စာပြန်နှွေးချင်တဲ့သူတွေလည်းဒါလေးကိုကြည့်လို့ရပါတယ် โอเคอภีจิจิอ่ะဒီမှာတော့ جماعه က proper noun တွေကိုအရင်ဥဆုံး circle လုပ်ထားတယ်ဘာဖြစ်လို့ဆိုလွှဲရအောင်เนาะအဲ့တော့ proper noun လို့ပြောရင်တဦးတယောက်ထဲနဲ့ဆိုင်တဲ့နာမည်ဖြစ်တဲ့အတွက်ဒီမှာ example မှာဆိုလဲ Henry plays games on his computer Henry's sorry Henry Henry ဆိုတာကလူနာမည်ဆိုတော့ဝိုင်းထားတယ် Mr. Fan Sunday ရှေ့မှာစာလုံးအကြီးတွေ capital letter နဲ့ရေးထားတယ် sorry ဒီမှာတစ်ခုတောင်ကြံခဲ့တယ် Caroline တရားဝိုင်းရမှာပြီးရင်ဒီမှာရှိတဲ့အမ် Caden Avenue Jacob California Labor Day Nina's March Thanksgiving Kim Liam, Central Park, Anchorage, Wisconsin, Winston, Friday, Queen, Venus, Miss Miss Brady, Sweet Spot. No. Okay, so that's the proper noun. Common noun is ထမတစ်ခုမှာ park ပန်းချံအများနဲ့ဆိုင်တာလေ apartment တိုက်ခန်း plane လေယာဉ် zoo တရိတ်ဆန်ရုံ birthday မွေးနေ့ family picnic ပြောပွဲစား lake ရေကန်း party party telescope te telescope ပေါ့နော်ပြီးတော့မှအဲဒီမှာကျမလေးမမြင်ရအောင်ကျမစီမှာအရင်ဝါနေရပုံကလေဗီဒီယိုရိုက်တဲ့ခါဗီဒီယိုမှာပေါ်ရင်တော့အကြီးကြီးပေါ်လာလိမ့်မယ်ပေါ့နော်โอเค part 3 yes part 3 အဲ့ဒါလေးရှိပါမယ်။ဒါလေးတွေအကုန်လုံးဒီ common noun တွေမှာပါတယ်။ဟုတ်ပြီနော်။ sorry p a s t r i e s က pastry pastry ဖြစ်ပါတယ်။အဲ့တော့ဒီမှာ pastry ကကြတော့ common noun တွေမှာပါတယ်။ Okay so ဒီလောက်ဆိုလို့ရှိရင် noun အကြောင်းကိုသေချာလေးသိသွားပြီထင်ပါတယ်။ noun တွေထဲမှာမှပထမဆုံးနှစ်ခုက common noun proper noun ဖြစ်တယ်။ဒါလေးပါပဲ။ဆိုတော့ ဒီနေ့ lesson က common noun proper noun now lesson ကြောက်လို့ရှိရင်တခြား noun တွေအကြောင်းကိုသင်ပေးပါမယ်အဲ့တခြား noun တွေနဲ့ဆက်ဆက်ပြီးတော့မှကို basic beginner မှာသင်နေရတဲ့အစာတွေအကုန်လုံးက reflect ပြန်ပြီးတော့မှဖြစ်သွားပါလိမ့်မယ်ဒီ video ကကိုယ့်အတွက်အသုံးဝင်နေဆိုလို့ရှိရင်ကျမရဲ့ YouTube channel ကို subscribe လုပ်ခဲ့ပြီးလို့ရပါတယ် now video တွေထပ်ပြီးတော့မှသင်ပေးပါမယ် thank you so much bye everyone bye bye